နာနှစ်ရက်ပဲရှိသေးတယ်ထေးရဖုန်းကိုးလာပြီးတဲ့အခါကျတော့တဖြန့်လေးလုံနေလို့တက်ကနေလာတာဘယ်တက်ကလာတာညာတက်ကလာတာဆိုပြီးတော့သူကပြန်ပြောတယ်တော့ yes scan ခေါ်သွားခိုးတော့မှနှစ်ခါပြန်ခိုးတော့ပြန်ကြည့်အဲဒါပရမတ်တစ်ခါဆိုးတွေကိုစီးလိုက်ပဲကျန်းကျောင်းညက်တယ်ဖိုင်နိုင်ငံမှာလိန်နီးအစ်တစ်တခုထွက်ပေါ်လာခဲ့ရပါတော့မြန်မာပြည်သားတွေအတွက်လာရောက်ပြီးတော့ပြောပြမှာဖြစ်ပါတယ်။ဂျာပြန်ခုနောက်ဆုံးလိန်နဲ့နီးရတော်တော်လေးကို လက်ခံနိုင်စရာမရှိတဲ့ဟာပေါ့နော်ဘာလို့လဲကဲဒီတခိုးကဘလို့တွေခိုးသွားတယ်လဲဘလို့တွေလိန်သွားတာလဲဆိုတော့လူနှစ်ယောက်ကတင်ထားတဲ့ post ပေါ့နော်အလောင်းမင်းမလာမျိုးတို့ရေအီမိုဂီကျူးချက်နဲ့ကျူးစလိုက်ပါတယ်ဒီရင်တစ်ဆက်ပေးမဲ့တဲ့ရင်ကရန်ကုန်မှာရေကြီးတဲ့တင်ပြဒီတင်ကတော့ရန်ကုန်မြို့လိုင်းတရနဝရဒီမှာလောက်ဝင်တာနှစ်ရက်ပဲရှိသေးတဲ့အမျိုးသားကလောက်ရှင်တတိယဖုန်ခိုးယူလာလို့ဒီနေ့မှာတော့ဒီဖမ်းမိရဲ့ရုပ်တံ profile လေးရဲ့နောက်ဆုံးမှလည်း ထဲဆိုင်ဒီမှာဒီအထဲတွေဝင်ကိုတဲ့ကိုရီရဲ့ဖန်တန်းနေပြီးဖိုင်လေးတွေကိုစူးစစ်ပြီးတော့ကျွန်တော်မျိုးပြတ်သက်တွေဆက်ပြီးမှာမို့ကျွန်တော်ပြီးဖိုင်လေးကိုသုံးထားလိုက်ပါကြည့်ရှုပေးဖို့ဖက်ခဲ့ကြပါတယ်။အဲ့မျိုးလေဘိုးတုတဲ့ရာအနေနဲ့ကြိုးတက်ကွက်ပစ္စည်းလေးအောင်ပြင်လိုက်ရှယ်ရလုပ်ပေးခြင်းဖြစ်တဲ့ဒါဆိုရင်ကျွန်တော်ပြီးဖိုင်လေးကိုစလိုက်အောင်ပါ။ ဝင်လာ2ရက်ပဲရှိသေးတယ်တထေးရဖုန်းခိုးလာခိုးလာတော့မိတဲ့အခါကျတော့ကြာဖြတ်နေလုံနေလို့သူကတက်ကနေလာတာဘယ်တက်ကလာတာညာတက်ကလာတာဆိုပြီးတော့သူကအဲ့လိုမျိုးပြန်ပြောတယ်သူကစစ်စေးကိစ္စနဲ့သူလာတယ်ဆိုတဲ့အကြောင်းကအဲ့လိုမျိုးပြောတယ်ခိုးတော့ yes can ခေါ်တာ ဒီကောင်မလေးဖုန်းခိုးလာတယ်။အဲ့ဒီနဲ့တမင်ကလေးရဲ့ပို့ပို့တာခိုးလာတာပေါ့နော်။အခုကပြန်ဖြဲနေတယ်။တော်ဆဆူရီလေနော်။ကြားခံလို့လို့တခါတော့သူလာစုံစမ်းတယ်ပေါ့။ဒီဖုန်းကသူရအောင်ယူလာခဲ့တယ်ပေါ့။ပြီးရင်သူကဟိုတိုက်ရင်ကိုဘယ်ကိုပြမှာညာကိုပြမှာဆိုပြီးသူပြောတာ။အဲ့ဒီနဲ့တမင်ကလေးရဲ့ဖုန်းကိုခိုးလာနော်။ ခိုးတော့မှနှခါပြန်ခိုးတော့ပြန်ကြည့်အဲဒါပရမတ်ခါပရမတ်ခါကိုသူအဲ့မှာအမ်ဆိုးလေးကိုအစည်းလိုက်ပဲကျိုင်းချောင်းညက်တယ်အဲဒါလေးတယောက်ကဟိုမှာဝင်တော့အောင်တော့လို့တာလားအဲဘာလို့ခိုးကန်ရတယ်မေးမေးဘာဖြစ်လို့လဲဝင်နေညက်လို့လားမဟုတ်ဘူးဆက်ရှင်ညက်တာအဲ့တော့ဝင်နေရင်အားလေးနေနေတဲ့အချိန်ပေါ့ဝင်နေရင်နေတဲ့အချိန်နားလည်းလူကနားနေတဲ့အချိန်ဆိုတော့အဲ့မှာဟိုဝင်နေလေးကောင်မလေးတယောက်တည်းဖြစ်နေနေကမှတယောက်တည်းဖြစ်နေတဲ့အချိန်ဝင်မှလား အဲ့ကောင်အဲ့ကောင်တကောင်ကျွန်တော်ဗီဒီယိုဆုံးဒါတန်းလင်းရေလေကြောက်တန်းကအထယ်ဆိုင်မှာဒါအထယ်ကြီးအခုခံရတာပေါ့ဗျာနော်မှန်တယ်တပ်ပုံလေးတင်နာပြိမယ်ဘယ်သူပဲဝါဆိုသိအောင်နော်ဘာတခါကျရင်ဒီဟိုဂျုံနေကြောက်တင်နာပြဗျာမျက်နှာဆင်ရတာခါကျရင်အားကြောင့်ပေါ့အဲပရမတ်တကမှားတာပြဝိုင်းနော်ကြံသိတဲ့ဒုရတခါရှိသေးတယ်စက်ကြည့်တာဒုရတခါကျတော့ခေါင်းနဲ့အဲတော့လက်ရှဲဝိုင်းသိလားဘမအရန်လွယ်နေခါကျတော့မသိအေးဆေးပဲအာလက်ကင်ပြီးတော့မှ ညပ်လိုက်တာမကလေးလေးကိုဘောက်ကြောင်ဖွင့်ခိုင်းတာဗျာဘောက်ကြောင်ဖွင့်တော့ကလေးရတယ်ကောင်းကောင်းကိုရေးနေရတာပြီးတော့ကွယ်လည်းကွယ်ပေးတယ်ဆိုတော့ကလေးမှလည်းဘလို့မှမမြင်ဘူးမမြင်တာလည်းကောင်းပါလေရင်အပြက်တော့တန်တက်အောင်ပါအဲကောင်းပြီခိုးသွားတာတော့မြင်ပြီဆိုတော့သူတို့အိုက်ကောင်နှစ်ယောက်ရဲ့ကျွန်တော်ဒီကိုရီခံထားတဲ့ကျန်လက္ခဏာပုံစံလေးတွေကိုနောက်လူတွေသတိထားလို့ရအောင်ကျွန်တော်တင်ပေးမယ်ဒီမှာကြည့်ပါဦးအာဒီမှာအားကောင်းနော်သူ့ရဲ့ဒီဇိုင်းကလာနေတာအတမျိုးအာတော့မျက်နှာပေါက်လိုက်ပါရဲ့နော် အဲလက်မာတော့လက်မာတွေခြေတော်တွေမှာတတတူးတွေရှိရနော်ပုံစံတွေကတော့ကိုလိုလိုပဲစကီမန်းတွေပဲဒီကတော့အာ၆လပိုင်းဆိုပြုတ်ပြတ်တက်လိုက်သေးတယ်သူအာโอเคဒါသူ့ရဲ့ဒီဇိုင်းနော်ကနော်တော့ဒီဇိုင်းကလာနေတာဒီမှာအာသူအဲလာလာထွက်နေတာတတူးတတူးသမားကြီးအားနာပါလားဗျာနော်တတူးကြီးကတော့ပြည့်ပဲ အဲဒီကောင်မင်းသားပေါ့အဲမင်းသားမင်းသားလာပြီမင်းသားမင်းသားအာအမေမာရုပ်ကိုကြည့်ပါရုပ်ကိုကြည့်ပါနော်နော်လူဒီကားသတိထားအောင်ရုပ်ကိုကြည့်ပါယူโอเคကျေးဇူးပါဗျာအဲသတိထားစီရဖို့ဗျာနော်တကူရီကတော့တောင်းညမ်းနေပြီဗျာနော်ပေါ်တင်ကိုခိုးနေရကဲအားလုံးပဲကြီးစိုက်ကြပါဗျာအားလည်းဒါဖုန်းကိုပြေးခံရတာနော် ပါတော့ရောပါတော့ကျွန်တော်ကြားပြန်းဆိုတာအဝေးကြီးလို့မထင်နဲ့နော်ကြားပြန်းအခုနောက်ဆုံးလိမ့်တဲ့နေရာတော်တော်လေးကိုအာလက်ခံနိုင်စရာမရှိတဲ့ဟာပေါ့နော်ဘာလို့လဲဆိုတော့အိုးရင်ခဲတွေလိမ့်တော့ဟာဆိုလို့ချင်းအကောက်တွေဘန်အကောက်တွေကိုဒီဟက်ပြီးတော့လိမ့်နာမျိုးတွေတခြားအတိတ်ငကြမိတ်ဆိတ်ဟောင်းဆောင်မိလိနာမျိုးတွေရှိတယ်ဗောနော်ခုနောက်ပိုင်းကလွန်ခဲ့တဲ့ဒီနှစ်လအတွင်းထဲမှာကျွန်တော်ကြုံတွေ့ခဲ့တဲ့ဟာလေးပြောပြမယ်ဗောနော်တော်တော်များလက်တင်ထားတာတွေ့တယ်ဗော အဲ့ဒါလည်းနားထောင်ကြည့်ပြနော်ဒါကြားဖြန့်လူလိန်ကြီးအစ်စ်ပေါ့နော်ဒါဘယ်လိုလိန်လဲဆိုတာကိုဒီအလိန်ခံထိတဲ့မျိုးသားကဒါသူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဒီဖြစ်စဉ်လေးတွေကိုပြောပြလာတာပေါ့နော်ကျွန်တော်တို့နားထောင်ကြည့်ရအောင်ဘာလဲဆိုတော့ social media သုံးတဲ့ညီကူမွန်မတွေရှိတယ်လို့တခြားကိုယ့်ရဲ့မိသားစု family တွေနဲ့ဓာတ်ပုံတင်ထားရလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးဓာတ်ပုံတွေ video တွေကိုယူပြီးတော့မှကြားဖြန့်နေဘာလုပ်လဲဆိုတော့ကျွန်တော်တို့တိုင်းရဲ့ဖုန်းခေါ်ပေးတယ်နော် messenger ပဲတော့လောက်အောင် viber တော့လောက်အောင်ပေါ့နော်အဲ့လိုမျိုးခေါ်ခေါ်လာပြီးတော့မှ ကျွန်တော်တို့မျက်နှာကိုတေးပြပြီးတော့ဗီဒီယိုတွေမျက်နှာတွေတေးပြပြီးတော့မှကျွန်တော်တို့ပါဆိုတဲ့ပုံစံမျိုးနဲ့ဗီဒီယိုကောခေါ်ပေးတယ်ဒါပေမဲ့ကျွန်တော်မျက်နှာကိုပေးတေးပြပေးတယ်ပြပြီးတော့မှတို့ကကျွန်တော်တို့ပါဆိုရင်ရုံမတန်တန်တွင်ပြီးတော့မှပတ်စံလိန်နဲ့နီးရခုနောက်ပိုင်းမှာတော်တော်လေးခက်စားလာတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကျွန်တော်အနေနဲ့လည်းကျွန်တော်တကယ်ချင်းတယောက်ကိုမြင်လိုက်ပြီးစိနေတော့ဒါကျွန်တော်သူ့လိုပဲသတ်မှတ်ပါပဲဒါပေမဲ့ तू မသိလိုက်တာဒီသူ့ကိုဖုန်းခေါ်ထားပေးပြီးမြဟိုဘက်ကဆက်ကွန်တစ်ခုကိုပြထားတာဒီသူ့ရဲ့ဗီဒီယိုဖိုင်လို့သူ့ရဲ့တက်ပုံလို့ဆိုတာ तू မသိလိုက်ဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးပြဿနာကြီးလည်းပြန်မှတက်နေကြပါတယ်ဒါကြောင့်မလို့လက်ရှိကဖုန်းခေါ်တိုင်းလည်း လက်မခံပါနဲ့ဖုန်းခေါ်ပြီးစကားပြောကြည့်ပါအနည်းဆုံးစေဝန်ဆိုင်ကကိုယ်တော်ပြောကြည့်လိုက်အတန်ကြားရလားမကြားရလားရှစ်လိုင်းမကောင်းလို့ဖုန်းပြန်ချတယ်ဆိုရင်မတင်ကြဘူးဆိုပြန်ခေါ်အဲ့လိုမျိုးလုပ်ပါဒီလိုမျိုးမျက်နှာတင်ပြပြီးတော့မှကျွန်တော်တို့ဗီဒီယိုတွေသုံးချပြီးလုပ်တဲ့လူတွေရှိပါတယ်တော်တော်များများခုကခေစားလိုက်ဖြစ်တဲ့ကြောင့်မလို့ခူးခူးစကြပါအားလုံးသိအောင်လဲရှယ်သွားပေးပါအောင် အားလုံးကျေးဇူးတင်ပါတယ် အာလိန်နီးအတက်တခုထွက်ပေါ်လာခဲ့ရပါတော့မြန်မာပြည်သားတွေအတွက်လာရောက်ပြီးတော့ပြောပြမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာအခုလက်ရှိပေါ့နော်အဲ့ဒီအာတက်ကြီးပိုင်းပေါ့နော်အဖိုးကြီးအဖွားကြီးဖြစ်ဖြစ်နောက်ပြီးတော့ကလေးသူငယ်အာ session နဲ့ပြည်တဲ့ကလေးတွေဘာတွေကိုလိုက်ပြီးတော့လိန်တယ်ပေါ့နော်ဘယ်လိုမျိုးလိန်တယ်လဲဆိုတော့အဲလူတိုင်းကိုတယောက်ကိုပတ်1500တထောင်လောက်ပေးပြီးတော့မျက်လုံးစကန်ဖတ်ရတာပေါ့နော် အဲ့ဒီမျက်လုံးစကန်ဖတ်ပြီးတော့ပါလုံးလို့ရတာလဲဆိုရင်အထူးသဖြင့်ပေါ့နော်ကြားဖြတ်လိမ်လည်မှုတွေခေါ်စင်တာတွေပါတွေကအဲ့ဒီမျက်လုံးတွေနဲ့ယူပြီးတော့တကယ်လို့ပေါ့နော်အသူတို့လိမ်လည်မှုတွေပါတွေလုတ်တဲ့အချိန်မှာအဲ့ဒီသူသူများမျက်နှာပြင်ကိုယူပြီးတော့ပေါ့နော်လိုက်ပြီးတော့လိမ်လည်မှုတွေလုတ်တယ်လိမ်တယ်အဲ့ဒါကြောင့်မို့ပေါ့နော်တကယ်လို့လိမ်ခံထိတဲ့သူတွေကရဲတွေပါတွေတော့တိုင်တဲ့အချိန်မှာသူတို့ငားလာတဲ့သူတွေအဲ့ဒီမျက်နှာစကန်ဖတ်ပြီးုံနဲ့မျက်လုံးစကန်ဖတ်ပြီးုံနဲ့သူကိုတွားပြီးတော့ဖမ်းမှာပေါ့နော်ဘာဖြစ်လဲဆိုတော့သူတို့အဲ့ဒီမျက်နှာကိုယူပြီးတော့ လိမ်လည်နေတယ်ဆိုပြီးတော့ပေါ့နော်ဒီယုံနဲ့လိမ်လည်နေတယ်ဆိုပြီးတော့သူတို့ကလောက်တာပေါ့နော်အဲ့ဒါကြောင့်မို့ဘူးမတိပါမတိအဖိုးကြီးအဖွားကြီးတွေနောက်ပြီးတော့ကလေးသူငယ်တွေကအများကြီးတွားကြတာပေါ့နော်ခဏလေးပဲမျက်နှာစကန်ဖတ်ပြီးပြီဆိုရင်အဲ့ဒါပတ်ဆိုင်ရပြီပတ်ဆိုင်တစ်ထောင်ပေးပြီ အဲ့တချို့လူဆိုရင်1500ရရတယ်ပေါ့နော်နောက်ပြီးနောက်ပြီးတော့ပေါ့နော်ပန်လေးပါလေးဖွင့်ပေးတဲ့လူဆိုရင်သူတို့ကပန်5000ပေးမှာလို့ပန်1000ပေးမှာလို့ပေါ့နော်အဲ့လိုမျိုးတွေလောက်ခိုင်းတယ်အဲ့တချို့တော့လူတွေကလည်းပတ်စံလိုလို့ပေါ့နော်ပန်လေးပါလေးသူဖွင့်ပေးတဲ့အချိန်မှာအဲ့ဒီပန်တဲ့ကိုပေါ့နော်တရားပေါ့တရားမဝင်ငွေတွေအဲ့ဒီလိန်လဲငွေတွေကြားဖြတ်ငွေတွေဝင်လာတဲ့အချိန်မှာရဲတွေဘသူသွားဖမ်းလဲဆိုတော့ဖွင့်ပေးတဲ့ကောင်ပဲသွားပြီးတော့ဖမ်းမှာပေါ့နော်အဲ့ဒါကြောင့်မို့တကယ်ချင်းတို့တွေလည်းကယူသဆိုင်နေကြပါသူများပတ်စံပေးတိုင်းကိုလိုက်ပြီးတော့သွားမလုပ်ပါနဲ့ဒီဗီဒီယိုဖိုင်ကိုလည်းမြန်မာပြည်သားတွေအများဆုံးတိအောင်ပေါ့နော် share ပေးပါလို့တောင်းဆိုချင်ပါတယ်ဆဆုံမပူရောမန္တလေးရတခိုးကိုရုံနဲ့เนาะသူ့ရဲ့ထင်ရှားတဲ့အမှတ်အသားတွေဒီသေးတွေအကုန်လုံး share သွားပေးမယ်ရှင်တို့နားမှာရောက်နေပြီရှင်တို့မပွဲကိုခပိုင်းပိုင်မိနေမှာဆိုလို့เนาะဆဆုံမပူရောလာကြိုက်တဲ့နေရာမှာကြိုက်တယ်လို့နေရာမန္တလေးကတခိုးပြန်เนาะ ကဲဒီတခိုးကဘလိုတွေခိုးသွားတယ်လဲဘလိုတွေလိန်သွားတာလဲဆိုတော့လူနှစ်ယောက်ကတင်ထားတဲ့ post ပေါ့နော်အဲ့ဒီ post တွေကိုမှ share ပေးရင်လည်းသူတို့ကလည်းအကူအညီတောင်းထားတယ်လူများများထင်တာမြင်တာလို့ share ပေးပါဆိုပြီးတဲ့အခါကျတော့အကူအညီတောင်းလို့ကူညီပြီးတော့ share ပေးခြင်းမှာစစမဘို့လို့လည်းတတိထားလို့ရအောင်လို့နော်ဒါလည်းတီထားတဲ့နော်ခိုးကမန္တလေးချမ်းမြသာစီရနော်ဒါသူ့ရဲ့လိမ့်စာမပုံနေနံပါတ်အပြည့်အစုံပေါ့နော်ခုတော့ तू ကထွက်ပြေးနေတယ်အဲ့တော့ဘယ်မှာမန်းလဲဖမ်းလို့မမိသေးဘူးပေါ့နော်ဒါသူ့ရဲ့ဟာ ဒါကတော့သူ့ရဲ့ပုံမှာကဲတကွေးရဲ့ပုံเนาะဒီမှာနောက်တစ်ခုဒါကတော့သူ့ရဲ့တက်တူးပေါ့เนาะသူ့ရဲ့တက်တူးမှာဆိုလို့ရှိရင်လက်မောင်းအပြည့်မှာဆိုလို့ရှိရင်အဲ့ဒီဂျပန်ရုပ်ပုံကားချက်ကိုထိုးထားတဲ့ဒီဟာပေါ့เนาะအဲ့ဒီရဲ့သူ့ပို့ပြီးတော့ထင်ရှားလာဒီနားမှာချိန်ဂျိုလေးတွေ့လားအေးအဲ့ဒီဒါဒုတိယပုံမှာဆိုလို့ရှိရင်ချိန်ဂျိုလေးအဲ့ဒီချိန်ဂျိုလေးနဲ့ဒီရဲ့တက်တူးရဲ့အမှတ်အသားကို ရှင်တို့မှတ်ထားပြီးတဲ့ခါကျတော့တကယ်လို့ရှင်တို့အနီးတစ်ဝိုက်မှာရှင်တို့နားနီးတစ်ဝိုက်မှာတွေ့တယ်ဆိုလို့ရှင်ဒီ post တွေတင်ထားတဲ့သူတွေပေါ့နော်ဒါက original post နှစ်ခုနံပါတ်1 post နံပါတ်2 post နော်ဒီ original post နှစ်ခုတင်ထားတဲ့လူတွေစီမှာအကြောင်းကြားပေးကြပါနော်ကြောင်းကြားပေးလိုက်ကြပါဗျာနော်ဒီစင်တစ်ကကြတော့ဒီတက်တူးထိုးပေးတဲ့လူပေါ့နော် तू ကတက်တူးကိုလာပြီးတော့ထိုးတယ်တက်တူးဆရာစီမှာတက်တူးဆရာစီမှာလာရင်လာရင်ထိုးရင်းနဲ့ဒီလိုမျိုးအကြာကြီးထိုးရတာပေါ့ကွာအဲ့ကြတော့လဲ မြမတမ်းမိနေကြတာမျိုးဖြစ်ရင်လည်းဖြစ်မှာပေါ့အဲ့တော့တက်တူးကိုလည်းတက်တူးအပြည့်ထိုးပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်တက်တူးကိုပတ်စံပေးမယ်ဆိုပြီးတော့ပတ်စံမပေးဘူးတက်တူးဘိုးရောင်းတက်တူးကရားဘိုးက9သိန်းကျန်တာအဲ့လိုမျိုးတက်တူးဆိုင်မှာလာနေရင်လည်းပဲเนาะတက်တူးဆရာရဲ့တပည့်ရဲ့စိုက်ကဲကလစ်ကိုခိုးပြီးတော့ပြေးသွားတာအဲ့ဟာတက်တူးဘိုးလည်းမရသူကဖွင့်မရဓမ္မအဆုံးမှာဖြစ်သွားတာအဲ့လိုမျိုးတက်တူးဘိုးလည်းမရဘူးစိုက်ကဲကိုခိုးပြီးတော့ပြေးသွားဒါပထမ post เนาะ ဒုတိယ post မှာကျတော့ तू ကအဲ့ဒီရနေခိုးလာပြီးတဲ့အခါကျတော့ရန်ကုန်ဘက်ကိုရောက်လာပြီးခင်ဗျအဲ့ခြားနယ်ဘက်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်တို့ကတိုက်ခန်းမှာတငယ်ချင်းတွေငှားပြီးတော့နေကြတာပေါ့เนาะဥပမာ3ယောက်ဖြစ်ပါစေ5ယောက်ဖြစ်အဲ့လိုမျိုးငှားပြီးတော့နေကြတာအဲ့ဒီထဲကတယောက်ကကိုရီးယားကိုထွက်တော့မှာဆိုပြီးတော့ဒီတခိုးကိုသူကသူ့နေရာမှာ replace လုပ်ဖို့လို့เนาะခေါ်လာပေးတာခေါ်လာပြီးတော့3ယောက်အဲ့4ရက်ပဲနေလိုက်ရသေးတယ်အဲ့အိမ်မှာခိုးပြီးတော့ပြေးသွားတဲ့ဟာတွေကိုပြောပြမယ်အဲ့ဒီတော့ အဲ့ဒီကို replace လုပ်လာတဲ့အခါကျတော့အိမ်မှာလူလစ်နေတဲ့အချိန်မှာ laptop ရယ်ပြီးတဲ့အခါကျတော့ Galaxy Z Fold ရယ်ပေါ့နော်စုစုပေါင်းသိန်းရာနဲ့ချီပြီးတော့တန်ကြီးရှိတဲ့ပစ္စည်းတွေကိုခိုးသွား laptop ဆိုလို့ရှိရင်သိန်း estate ဒီ Galaxy Z Fold ဆိုသိန်း80ပေါင်းကျလောက်တန်တယ်အဲ့ဒါကိုလည်းခိုးပြီးတော့ပြေးသွားပြီးတော့အခုပြောက်သွားတာနော် အခုဒီလူငယ်တွေအခုနောက်ပိုင်းမှာဆိုလို့ရှိရင်ကိုခွန်ကိုအားနဲ့လည်းရင်းမစားကြတော့နောက်ပြီးတော့ဂိမ်းတွေစွဲတာတွေတော့အခုဆိုဆေးတွေပါတယ်စွဲတာတွေလည်းပို့ပြီးတော့များလာတယ်ပေါ့နော်အခုနောက်ပိုင်းမှာတော်ဆဆိုးတွေဖြစ်နေပြီဖြစ်တဲ့လူတွေကိုပြောရပေါ့နော်ဒါကြသူ့မှာဘာတွေကြောက်မလို့ဘလို့အကျွေးတွေဖြစ်လို့လားသူ့ရဲ့ original visa အရလားတော့မသိဘူးရှင်တို့လည်းတွေးတယ်ဆိုလို့ရှိရင်အကြောင်းကြားပေးလို့ရအောင်လို့ပါဆဆုမပို့လို့ရှင်တို့လည်းတတိထားကြပါပေါ့နော်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတဲ့ ဟုတ်ကဲ့ပါမျိုးရီကျွန်တော် view file ၄ကားဒီလောက်ပါပဲဒီ view file ၄ကားတော့ဒါခိုးတွေလူလိန်တွေရဲ့မှတ်တမ်းတွေ view file လေးကိုစုစည်းပြီးတော့ကျွန်တော်မျိုးရီပြတ်တက်တင်ဆက်ပေးသွားတာဖြစ်ပါတယ်ကျွန်တော်မျိုးရီဇူတီကောက်ကိုက်ပစ္စည်းလေးအောင်ပြန်လည်း share လုပ်ပေးခြင်းဖြစ်တယ်ဒီ view file လေးတွေကိုလည်းများသူငါတရားလို့ like share လေးပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်မိသားစုဝင်တွေလည်းဒီမျိုးအခိုးခံမထီအလိန်ခံမထီရောက်အဲ့ like and share ပေးကြပါဗျာ တဲ့တဲ့အစ်တရရရှိလို့ရှင်ထပ်တင်ပေးပါဦးမယ်ကျွန်တော် channel နဲ့ဘိုးသူတက်ရတဲ့အကြောင်းနဲ့ဆယ်လီတဲ့တက်တက်ကိုမြင်တက်ဆက်ပြီးမှမို့ကျွန်တော် channel like ဆက် comment like ဆက် comment နဲ့ bell လေးပါနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်အခုဒီလောက်မှဒီလူလိန်ကြီးကြားဖြတ်နေတကိုးတွေရတော်လေးမှတောင်းရင်နေပြကျွန်တော်အမျိုးလေးအားလုံးပဲကြီးဆိုင်ကြပါဒီ online ပေါ်ကလည်းလုံးမဲ့ဆိုရင်တေချာလေးစစ်စစ်သုံးသပ်ပြီးမှဒီငွေလွှဲတာတို့ပါတို့ဒါလှုပ်စေချင်တယ်ပေါ့နော် channel အားပေးကြည့်ရှုသူတွေအချင်းနဲ့ကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ရမယ်တရား